စ္စည်းလေးပါးရှောက်ထားခြင်းနဲ့ပဋိဒါနကုသိုလ်ရဟုရင်းမှာရှင်မြတ်ဖေဟာဘုရားတပည့်တော်ယူသေးစွာရှောက်ထားပါသည်ဆရာတော်အရှင်သူမြတ်ဖေဟာယနေ့1389ခုပဇောင်မုံလာစု10ရက်တောက်ကြနေ့73ရက်17လ2025ခုနှစ်အတွက်ဤမဟာဝိဟာရကျောင်း၌သူလာရောက်လှူဒါန်းကြသောအလှူရှင်များမှာမဆုသက်ထွန်းလစဉ်မွေးနေ့အလှူဖြစ်တိန်း30ရာမှပြစ်ပေါ်လာသောအာရုံစွာအလှူကွယ်လွန်မှုဖခင်ကြီးဥအောင်ကြီး ဥကောက်ဘူးမိခင်ကြီးဒေါ်လှတင်ဒေါ်ဘူကင်းတို့ဟာရည်စူး၍ဥတင်ဦးဒေါ်မြင့်မြင့်ဤမိသားစုတို့မှ သိန်း40ထံမှ ဖြစ်ပေါ်လာသော နေစွမ်းလူဥဝင်းကြီးဒေါ်ရင်ရွှေတာသမီများဖြစ်ကြသော ကိုဝင်းကိုကိုသောမတ်အိတ်ကြည်သာမိုးတမိငယ်မနှင်းကြည်ပြဆိုမြေမမိုးတုဒရာမောင်ညာဖုံးမြတ်သောတူနီယာအိုင်ဟိုရင်းစာရောင်းဝယ်မိသားစုတို့မှ23နာမဖြစ်ပေါ်လာသော အချို့ပွဲအလူ ကိုကျော်ကျော်ဝင်းဇနီးမတ်ရွှေစင်သောမိသားစုတို့မှ၁၇ရက်၁၂လ၂025တွင်ကြာရောက်သောကိုကျော်ကျော်ဝင်း၏48နှစ်ပြည့်မွေးနေ့အလှူဖြင့်ဆယ်သိန်းနာမပြည့်ပေါ်လာသောခြုံဆောင်အလှူဥတိုးလင်းတော်မြင့်မြင့်ခိုင်တာသည်မြေတစုတို့မှ၃00နာမပြည့်ပေါ်လာသောတဘာကျောင်းဆောင်အလှူ၁၃ရက်၁၂လ2025ရက်ဖောင်ကြီးလန်းစွန်းနှမ်းမှ 12100ဓမ္မဖြစ်ပေါ်လာသောပစ္စည်း၄ပါးအလူဈေးကြီးလန်းဆွမ်းနှမ်8400ဓမ္မဖြစ်ပေါ်လာသောပစ္စည်း၄ပါးအလူဥထုံးကျော်မိသားစုမှ3200ဓမ္မဖြစ်ပေါ်လာသောစီးပစ္စည်း၄ပါးအလူကပ္ပိန်နိုင်ထွန်းဒေါက်တာစိန့်တန်နာထွန်း16နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အလူအဖြစ်9သိန်းဓမ္မဖြစ်ပေါ်လာသောပစ္စည်း၄ပါးပညာရေးလမ်းနှင့်တန်ခါးဆေးရုံအလူကပ္ပိန်နိုင်ထွန်း ဒေါက်တာစိတ်သန္တာထွန်းတို့မှ16နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှုနေ့ဖြင့်၄သောင်းနာမဖြစ်ပေါ်လာသောမုံအလှူမဆုလက်နေ့မှမွေးနေ့အလှူဖြင့်38,400နာမဖြစ်ပေါ်လာသောပစ္စည်း၄ပါးနှစ်ထပ်ဓမ္မတာလာဆောင်အလှူလမ်းနှင့်တန်ခါဆေးရုံအလှူမဆုလက်နေ့မှမွေးနေ့အလှူဖြင့်36,600နာမဖြစ်ပေါ်လာသောထီးနှက်လက်ဖနက်ဆယ်ရန်အလှူ ဥကျော်သူဝင်းဒေါ်လေးလေးဝင်းမိသားစုတို့မှတသိန်းနံမှပြစ်ပေါ်လာသော ကပိယဇေယဝန်အလှဦးဆန်းဦးဒေါ်ချောချောဝင်းမိသားစုမှ2000နံမှပြစ်ပေါ်လာသောပစ္စည်းလေးပါအလှဒေါ်မြတ်မြတ်တန်းမိသားစုမှ1000နံမှပြစ်ပေါ်လာသောပစ္စည်းလေးပါအလှကိုဝင်းစော်ဦးမအီမြတ်မွန်မိသားစုတို့မှ ကိုဝင်းစော်ဦး၏မွေးနေ့အလှအဖြစ်တသိန်းနံမှပြစ်ပေါ်လာသောပစ္စည်းလေးပါအလှဦးအောင်မျိုးဝင်းဒေါ်နွေးနွေးစိန်မြင့်တာမောင်အန်ထူးဟန် တမိမမှုတတရာ၁၄နှစ်ပြည့်မွေးနေ့အလှူဖြင့်သုံးသိန်းနာမပြည့်ပေါ်လာသောဆုံးပရိသာပင်နှင့်ပညာရေးပရိသာပင်အလှူဒေါက်တာဦးမြင့်သိန်းဒေါက်ခင်မျိုးဆက်မိသားစုတို့မှတသိန်းနာမပြည့်ပေါ်လာသောပစ္စည်းလေးပါအလှူဦးမြသိန်းကွယ်လွန်ခြင်းတစ်နှစ်ပြည့်အားရည်စူး၍ဒေါ်ဆန်းဆန်းလှိုင်ဒေါက်ခင်ဝင်းမြဦးအောင်သူရဒေါက်ဖြူစင်သွဲတမိချောနေရီမိသားစုတို့မှတသိန်းနာမပြည့်ပေါ်လာသောပစ္စည်းလေးပါအလှူ အနန္တဂိုင်းဝင်ကျေးဇူးရှင်များဖြစ်ကြသောကွယ်လွန်သူဖခင်ကြီးဦးအောင်ချစ်မိခင်ကြီးဒေါ်ညွန့်ဤတို့အားအမှုတား၍အကြီးစု၍ကျန်ရည်သူမိသားစုတို့မှတသိန်းနာမပြစ်ပေါ်လာသောအကြောင်းအလှူကိုသူရကျော်မန်းနုငယ်ထွေးမိသားစုတို့မှမင်္ဂလာနှစ်ပတ်လည်အလှူဖြင့်တသိန်းနာမပြစ်ပေါ်လာသောအကြောင်းအလှူဦးမြသိန်းကွယ်လွန်ခြင်းတစ်နှစ်ပြည့်အားကြီးစု၍ ဒေါ်ချမ်းချမ်းလိုင်းဒေါ်ခွင်ဝင်းမြဦးအောင်သူရဒေါ်ဖြူစင်တွယ်တမိချောနေရီမိသားစုတို့မှစန်တအိတ်စီတဘုံဗလာစာအုပ်ဆေးရာစဉ်ဘောပင်အချောင်း300လင်းစည်းတရာတို့အလူမနှုတ်ငယ်ထွေးမှမွေးနေ့အလူအဖြစ်တသိန်းနာမှဖြစ်ပေါ်လာသောကြောင်းအလူဥခင်စော်မိသားစုမှ9800နာမဖြစ်ပေါ်လာသော ရှင်လက်တင်ကတစုံအလူကွယ်လွန်သူဖခင်ကြီးဥအောင်ကြီးဥကောက်ဥကောက်ဘူးမိခင်ကြီးဒေါ်လာတင် ဒေါ်ဘိုကင်းတို့အားရည်စူး၍ဥတီဥဒေါ်မြင့်မြင့်ဤမိသားစုတို့မှ6သိန်း9000တန်မှဖြစ်ပေါ်လာသောရှင်လက်တင်ကန်ခုနှစ်ဆုံးအလှဒေါ်ညို82နှစ်ပြည့်မွေးနေ့လူပြည့်3သိန်းနာမဖြစ်ပေါ်လာသောလမ်းနှင့်ရေမီပရိသာပင်အလှဦးအေးနိုင်ဒေါ်တင်တင်ထေးမိသားစုမှ3သိန်းနာမဖြစ်ပေါ်လာသောပစ္စည်းလေးပါအလှ ဆယ်ရက်ဆက်တလ2025နှစ်တွင်ကွယ်လွန်သွားသောဥညင်ညီလွင်ခေါ်ဥဝင်းရွှေအားရည်စူး၍ကျန်းရည်သူညီကိုမောင်နှမများမှငါသိန်းနာမဖြစ်ပေါ်လာသောဆုံးပရိသာပင်စေပရိသာပင်နှင့်တိုးချက်သာသနာမည်အလှူဥကြော်ကြော်လွင်ဒေါ်ရီထွန်းသားမောင်နှံမောင်နန္ဒကျော်မိသားစုတို့မှတသိန်းနာမဖြစ်ပေါ်လာသောလမ်းလူဥစန်းထိပ်အောင်ဒေါ်စောမြကေခိုင်တမိဤငိမ့်ပြည့်မိသားစုတို့မှ ၅000တန်မှဖြစ်ပေါ်လာသောလမ်းအလူတို့ကိုအတိအကျလှူဒန်းထားပါသည်ဗျာထိုပစ္စည်းတို့ကိုအရှင်ဘုရားတို့လူရှိသောအခါဘုရားတပည့်တော်တို့ကပိယကာရကများထံ၌အလူကံတော်မူပါဗျာဘုရားတပည့်တော်တို့ကလည်းဝီနီတော်နဲ့အညီအအဆက်ဆက်ဖြစ်စီရန်စီမံဆောင်ရွက်ပေးပါမည်အရှင်မြတ်ဗျာကြွရောက်လာကြကုန်သောအလူရှင်များနဲ့တကွဓမ္မမိတ်ဆွေပေါင်းတို့ခမညာ ထိုလူလမ်းမှုဒါနအစုစုအတွက်ပတ္တာနုမောဒနာကုသိုလ်တရားတိုးပွားစေခြင်းအကျိုးငါဝမ်းမြောက်နှုမောတာရုခေါ်တော်မူကြပါခမညာတာတုတာတုတာတုကျောက်လာကြကုန်သောအလှရှင်များနဲ့တကွဓမ္မမိတ်ဆွေပေါင်းတို့ခမညာဆရာတော်ဖရာဓမ္မတရဏဂုံ၃ပါးနှင့်တကွ၅ပါးသီလခံယူစောင့်တည်ရန်အတွက်ဩကာသကရောကျိုးဖြင့်ညီညာဖြဖြရှိခိုးကူတော်ကြပါစို့ခမညာ ဩဃာတာဩဃာတာဩဃာတာသာယကံဝစီကံမနောကံတပ္ပဒောသခတိနောမိတုကိုကြောက်ပါစေခြင်းကျိုးငါပထမဒုတိယတတိယတကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရနာတရားယရနာ တန်ဃာယရဏယရဏမြတ်သုံးပါးရူဟုအယောတိအလေးမြတ်သုံမူ၍ရှိကိုပူဇော်ဘူမြောမှန်လျှော့ကရောပါဤရှင်ဘုရားဤသို့ရှိကိုပူဇော်ဘူမြောမှန်လျှော့ကရောရတော်တကိစ္စအဂရဝအကောင်းမှုကုတုကံစေတနာတို့ကြောင့်အနိဋ္ဌဘေးတံ ယမန်ခတ်သိမ့်ကင်းလို့ငြိမ်းချမ်းသီတာဖြစ်၍မိမိတို့အလိုရှိရဲ့တောင်းတအပ်တော်ဆုတို့သည်35ရက်လာရင်ပြေဝါခြင်းကဲ့သို့တလုံးတဝါတည်းပြေဆုံးကြပြည်လျင်မဘုံနိဗ္ဗာန်သို့ရောက်ကြောင်းအကျဉ်းကောင်းကိုမြတ်မဘုရား၌ပင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေ။ ပြည့်တဲ့ဆင်းနေပြရပါလို့ရှင်ဘုရားအဟံပန္တိအဟံပန္တိတိတရဏိနတဟတိတရဏိနတဟပင်စတိလံပင်စတိလံသမာဓိယာမိသမာဓိယာမိဒုတိယံပိဒုတိယံပိအဟံပန္တိအဟံပန္တိတိတရဏိနတဟတိတရဏိနတဟပင်စတိလံပင်စတိလံသမာဓိယာမိသမာဓိယာမိတတိယံပိတတိယံပိအဟံပန္တိအဟံပန္တိတိတရဏိ နတဟတိတရဏီနတဟပင်စတိလံပင်စတိလံသမာတိယာမိသမာတိယာမိအရှင်ဘုရားအရှင်ဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ရဏဂုံ၃ပါးနှင့်တကွတရဏဂုံ၃ပါးနှင့်တကွ၅ပါးတိလံတော်မြတ်ကိုငါးပါးတိလံတော်မြတ်ကိုခံယူခံယူစောက်တည်ကြပါကုန်၏စောက်တည်ကြပါကုန်၏အရှင်ဘုရားအရှင်ဘုရားတိတရဏီနတဟပင်စတိလံဓမ္မံတတုကံကရုံကတ္တဝအပမ မာတိနာတိလံတမာတိထာအာမပန္ဒီဒီနေ့လူရှင်ညာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်တတဝါတွေကိုမကောင်းမှုဒုစရိုက်ပြုလုပ်ဖို့အတွက် ခြေလနေတဲ့တရားစုတွေကိုအကုတ္တတရားစုအကုတ္တစေတသိက်ကိုဒီလိုခေါ်ကြတယ်မိဓမ္မဓမ္မအကုတ္တတရားစုအကုတ္တစေတသိက်14မျိုးဟောထားတယ်ဒီနေ့အဲ့ဒီအကုတ္တစေတသိက်စု14မျိုးထဲက ဝီစီကိစ္စအကြောင်းတရားဒေသနာတော်ကိုဟောကြားပေးပါဖြစ်တယ်ဝီစီကိစ္စကိုမြန်မာလူမျိုးတွေကယုံမှတန်တရာလို့ဒီလိုနားလည်ကြတယ်ယုံမှတန်တရာကိုဝီစီကိစ္စလို့နားလည်ကြတယ်ဒါပေမဲ့ဝီစီကိစ္စအစစ်ဝီစီကိစ္စအတုဆိုပြီးတော့နှမျိုးတော့နားလည်ဖို့လိုတယ် ယုံမားတိုင်းကိုဥစည်းကိစ္စအလိုမခေါ်ဘာတွေကိုယုံမားတာလဲဆိုတော့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးယုံမားတယ်မြတ်စွာဘုရားဟာအလုံးစုံကိုသိတော်မူတယ်လို့ပြောကြတယ်တော့ဘုရားရှင်သည်ဒီစီယာမန္တမယကို အလုံးစုံတကယ်သိတာ ဟုတ်ကဲ့လား ိရှင်မှတိမာပါလေလို့ဒီလိုတန်တရားဖြစ်အဲ့ဒါဝိစီကိစ္စပဲနော်ဘုရားရှင်ဒီအလုံးစုံကိုမတိပါဘူးလို့ယတိပြတ်ဆုံးဖြတ်ချရင်တော့အဲ့ဒါဒိဋ္ဌိလို့ခေါ်တယ်ဝေခွဲမရဘူးယုံတဝက်မယုံတဝက်ဖြစ်နေတယ်ဘုရားရှင်ဒီအလုံးစုံကိုတိတယ်ဆိုတာဟုတ်ပါမလားမတိပဲများနေမလားဟုတ်တော်တော့ကဘုန်းကြီးတပါးစာကြီးနဲ့ဖတ်လိုက်ရတယ် မြတ်စွာဘုရားရှင်သည်မိမိကိုယ်ကိုတပိညုတဘုရားအဖြစ်ဝေမခံဘူးဆိုပြီးတော့ပြောကျင်တာကဘုရားရှင်သည် အလုံးစုံကိုမသိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပဲအဲ့လိုမြတ်စွာဘုရားရှင်သည်အလုံးစုံကိုမသိပါဘူးလို့ဒီလိုကောက်ချက်ဆွဲလိုက်မယ်ဆိုရင်အဲ့ဒါဒိဋ္ဌိဖြစ်သွားမယ်ဘုရားရှင်သည်အလုံးစုံကိုသိခြင်းမသိမှာပါ ုံတဝက်မယုံတဝက်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒါဝီစီကိစ္စပဲပေါ့နောက်တစ်ခါတရားနဲ့ပတ်သက်ပြီးလဲဝီစီကိစ္စဖြစ်တယ်ဒီမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုလိုက်နာကျင့်သုံးတယ်ဆိုရင်ဒုက္ခတွေငြိမ့်နေဆိုတာဟုတ်ပါမလားဒီလိုကြင့်လို့ ဒုက္ခတွေချုပ်ငိမ့်နေဆိုတာဟုတ်ပါမလားသိရင်ကောင်းရာဒုက္ခတွေရောက်တယ်ဆိုတာဟုတ်ပါမလားတရားနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တယ်ပေါ့ဒီတရားကိုကျင့်လို့ဒုက္ခတွေငိမ့်တယ်လို့လက်ခံတယ်ဆိုရင်ဒါတမ္မာဒိဋ္ဌိမငိမ့်ဘူးလို့လက်ခံလိုက်ရင်မိစ္ဆာဒိဋ္ဌိငိမ့်နေသလားမငိမ့်နေသလားလို့ယုံတဝက်မယုံတဝက်ဖြစ်နေဝိစီကိစ္စနောက်တစ်ခါတန်ခါ ပိုင်ကောင်နဲ့ပတ်သက်ပြီးလဲဝီစီကိစ္စဖြစ်တယ်။ကောင်းကောင်းမွန်မွန်နဲ့မြတ်စွာဘုရားအဆုံးအမတွေကိုကျင့်တဲ့ပုဂ္ဂိုလ်တွေကိုမြင်နေရတဲ့အတိုင်းဒီဘုန်းကြီးတွေဒီတန်ဃာတွေဟာဘုရားအဆုံးအမအတိုင်းကောင်းကောင်းမွန်မွန်ကျင့်တာဟုတ်ကဲ့လား။မကျင့်မဲများနေမလားလို့ဝေခွဲမရတန်တရားဖြစ်တဲ့ဝီစီကိစ္စ။ပရိယာတန်ဃာတော်တွေဟာဘုရားအဆုံးအမတွေကိုကောင်းကောင်းမွန်မွန်ကျင့်တယ်ဆိုတာဟုတ်ပါမလား။ အဲ့လိုမျိုးယုံမတန်တရားရှိတာဝိစီကိစ္စနောက်တခါရှိဘဝနောက်ဘဝနဲ့ပတ်သက်ပြီးလဲဝိစီကိစ္စဖြစ်တယ်ဘုရားသခင်ဖန်ဆင်းလို့များတတ္တဝါတွေဖြစ်လာတာလားအရင်တုန်းကဘဝတွေဆိုတာရှိပါမလားယတိပြကြီးအရင်တုန်းကဘဝတွေဆိုတာမရှိဘူးဘုရားသခင်ဖန်ဆင်းတာပါလို့ယတိပြဆုံးဖြတ်ချက်ချလိုက်တဲ့ဆိုရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲပေါ့ အဲ့လိုမှမဟုတ်ဘဲနဲ့ခြေဘဝရှိတယ်လို့မြတ်စွာဘုရားက ဟောတယ်တကယ်ကောရှိရလားမရှိဘူးလို့လည်းမဆုံးဖြတ်ရဲဘူးရှိတယ်လို့လည်းလက်မခံရဲသေးဘူးအဲ့တော့ရှိနေသလားမရှိနေသလားလို့ယုံတဝဲမယုံတဝဲအနေထားမျိုးကိုဝီစီကိစ္စခေါ်တယ်နဘဝနဲ့ပတ်သက်ပြီးလည်းအဲ့တိုင်းပဲတတဝရရတည်ပြီးရင်ပြီးပြီနဘဝဆိုတာရှိပါမလားချစ်ချင်မှရှိမှာပါစသည်ဖြင့် နောက်ဘဝနဲ့ပတ်သက်ပြီးတော့လည်းယုံမှားတန်တရားဖြစ်တဲ့အဲ့ဒါဝီစီကိစ္စပဲအကံတရားနဲ့ပတ်သက်ပြီးတော့လည်းဝီစီကိစ္စဖြစ်တယ်ကောင်းတာတော့ရင်ကောင်းကျိုးရတယ်ပြောတယ်မကောင်းတာတော့ရင်မကောင်းကျိုးရတယ်ပြောတယ်တကယ်ဟုတ်လို့လားကောင်းတာလို့လို့ကောင်းကျိုးတကယ်ရပါမလားမကောင်းတာလို့ရင်လည်းမကောင်းကျိုးတကယ်ရပါမလားကံဆိုတာတကယ်ရှိလို့လားဆိုတာပြောယုံမှားတန်တရားဖြစ်တာဝီစီကိစ္စယနေ့ကမှာ မိစ္ဆာဒိဋ္ဌိတွေဖြစ်နေကြတယ်ဝိသေကိစ္စတွေဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုပညာလို့ထင်နေတယ်နော်ပညာထင်နေတယ်တကယ်တော့ပညာမဟုတ်ဘူးဝိသေကိစ္စဖြစ်နေတာကောင်းတာလုံးလုံးကောင်းကျိုးရတယ်ဆိုတာဟုတ်ပါမလားလို့ဂျုံမန်တန်တရားဖြစ်နေတာပညာမဟုတ်ဘူးနော်အဲ့ဒါဝိသေကိစ္စအဲ့တော့အဲ့ဒီဝိသေကိစ္စကိုအဟုတ်ကြီးမှတ်မနေရဘူးခုမှအဲ့လိုဝိသေကိစ္စတွေဖြစ်လာပြီဆိုရင် တတိနားလေတဲ့ပညာရှင်တွေကိုချင်းကပ်မေးရမယ်ကိုကိုနိုင်စွမ်းနိုင်နေဆိုရင်တန်းစာအုပ်တွေကိုဖတ်ရှုလေ့လာရမယ်ကိုယ့်ရဲ့တန်တရားတွေကိုဖြောက်နိုင်တဲ့နည်းလမ်းကပညာမြင်မြန်ခြင်းပဲစုံစမ်းခြင်းပဲပေါ့တန်တရားဖြစ်လာရင်ဒီတိုင်းမထားရအောင်တန်တရားတွေအားကြီးလာရင်မိစ္ဆာဒိဋ္ဌိဘက်ကိုရောက်သွားတတ်တယ်အဲ့တော့တန်တရားတွေကိုမလုပ်ရမလဲရှင်းရမှာဖြစ်တဲ့ပေါ့ဘလို့ရှင်းမလဲဆိုရင်တရားတွေများများနာစာတွေများများဖတ်ပညာရှိလို့ အများကသမုတ်ထားမိမိလက်ခံနိုင်လောက်တဲ့ပုံကိုမျိုးထံကိုချင်းကပ်ပြီးတော့မေးဒါမှကိုယ့်ရဲ့တန်တရားတွေရှင်းပြီးတော့အဖြစ်တစ်ခုရလာမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ဒီတန်တရားတွေကြီးထွားလာခဲ့ရင်နောက်ဘဝဆိုတာမရှိပါဘူးကွာကောင်းတယ်လို့လည်းကောင်းချွတ်ရမနေပါဘူးလို့ဒိဋ္ဌိဘက်ကိုရောက်သွားတတ်တယ်ပေါ့ဒီနေ့ကတော်တော်များများကအဲ့လိုဒိဋ္ဌိမျိုးတွေဖြစ်နေကြတယ်ဝိသိကိစ္စအကုသိုလ်တွေဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုမသိဘူး ဒိဋ္ဌိဖြစ်လို့ပြင်မမသိဘူးဝိသိကိစ္စဖြစ်လို့ပြင်မမသိဘူးဒါကိုဉာဏ်ပညာလို့ထင်နေတယ်ငါတို့ကဝိပစ္စဝါဒဆိုပြီးတော့ဉာဏ်ပညာဖြစ်တဲ့ထင်နေတယ်မဟုတ်ဘူးအဲ့ဒါဉာဏ်ပညာမဟုတ်ဘူးနော်ဝိသိကိစ္စဖြစ်နေတာဒိဋ္ဌိဖြစ်နေတာဒီကောင်းပြီအဲ့ဒီတော့ဝိသိကိစ္စဆိုတာကအဲ့ဘုရားတရားသင်္ကန်းနဲ့ပတ်သက်ပြီးယုံမတန်တရားဖြစ်တဲ့ရှိဘဝနောက်ဘဝတွေနဲ့ပတ်သက်ပြီးယုံမတန်တရားဖြစ်တဲ့ကုသိုလ်အကုသိုလ်ကံတွေ ကံရဲ့အကျိုးတရားတွေနဲ့ပတ်သက်ပြီးဝိစီကိစ္စတွေဖြစ်တယ်ယုံမတန်တရားတွေဖြစ်တယ်နော်နောက်တစ်ခါအကြောင်းကျိုးဆွတ်နံမှုတရားတွေဘုရားသခင်ဖန်ဆင်းတယ်ဆိုတာမရှိဘူးတကယ်တော့တတ္တဝအားလုံးအရာဝိတ္ထုအားလုံးကအကြောင်းကျိုးဆက်နွယ်နေတာအကြောင်းရှိလို့ဖြစ်နေတဲ့အကျိုးတရားတွေဖြစ်တယ်ပေါ့အကြောင်းမဲ့တတ်တဲ့နဲ့ဘယ်အရာမှဖြစ်မနေဘူးအားလုံးကအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေကြီးပဲဒါပေမဲ့အဲ့ဒီလိုအကြောင်းနဲ့အကျိုးကိုနားမလည်တဲ့ခါကျတော့ အကြောင်းကျိုးဆက်နွယ်တယ်ဆိုတာဟုတ်ပါမလားအကြောင်းကြောင့်အကျိုးရတယ်ဆိုတာဟုတ်ပါမလားတူတူရောင်များဖန်ဆင်းလေသလားသို့မဟုတ်သူ့အလိုလိုများဖြစ်လာသလားလို့ညုံမတန်တရားဖြစ်တယ်အဲ့ဒါဝိစီကိစ္စပဲပေါ့အဲ့ဒါအကုတ္တဝိစီကိစ္စအစစ်ပဲနော်ဝိစီကိစ္စအစစ်ပဲဝိစီကိစ္စအတုဆိုတာရှိသေးတယ်မိမိတို့စာရေးပါတယ်သင်တဲ့အခါမှာဒီစာကဘာဆိုလိုတာလဲပေါ့ စာရက်ဆိုလိုချက်အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းနားမလည်ဘူးဒီလိုမျိုးဆိုလိုတာလားဟိုလိုဆိုလိုတာလားဒီလိုဖြစ်နိုင်သလားဟိုလိုဖြစ်နိုင်သလားလို့ဝေခွင့်မရဖြစ်နေတဲ့စာအဓိပ္ပာယ်ကိုလေအဲ့ဒါကြတော့ဝီစည်းကိစ္စမဟုတ်တော့ဝီစည်းကိစ္စမဟုတ်ဘူးနောက်တစ်ခါခྱི་တွေဘာတွေသွားတဲ့အခါမှာလမ်းတွေဘာတွေမသိတဲ့အခါမှာဘယ်ဘက်လမ်းကိုလိုက်ရမလားညာဘက်လမ်းကိုသွားရမလားဘယ်လမ်းကအမှန်လဲ လမ်းနဲ့ပတ်သက်ပြီးဝေခွဲမရဘူးကိုလမ်းလိုလိုဒီလမ်းလိုလိုဖြစ်နေတယ်အဲ့ဒါဝေစီကိစ္စမဟုတ်ဘူးเนาะဝေစီကိစ္စမဟုတ်ဘူးတွေးနေတဲ့ဝိတ္တသဘောတွေဖြစ်တယ်เนาะအေးအဲ့ဒီတော့ဟိုယဟန်တော်တွေဆိုလို့ရှိရင်လည်းဝီနီနဲ့ပတ်သက်ပြီးတော့ဒါကအတ္တလားမအဘူးလားလို့တန်တရားတွေဖြစ်တယ်เนาะဒီလိုလောကောင်းသလားမလောကောင်းဘူးလားဒါစားကောင်းသလားမစားကောင်းဘူးလားတန်တရားတွေဖြစ်တယ်အဲ့ဒါဝေစီကိစ္စမဟုတ်ဘူး အဲ့ဒါဉာဏ်ပညာလို့ခေါ်ရတယ်ပေါ့ဝိဇိကိစ္စမဟုတ်ဉာဏ်ပညာဟောစဉ်းစားစဉ်းကျင်တဲ့ဉာဏ်ပညာလို့ခေါ်တယ်ဒါအစအီမအစအီသိမ့်တော်ကြီးမသိမ့်တော်ကြီးကိုစဉ်းစားတဲ့ဉာဏ်လို့ခေါ်တယ်ဒါကြောင့်တိတိကျကျမသိတဲ့ပညာရက်တွေလမ်းခရီးတွေဝိနည်းနဲ့ပတ်သက်တဲ့အရာတွေမှာတန်တရားဖြစ်တာဒီဝိဇိကိစ္စမဟုတ်ဘူးတချို့နေရာမှာဉာဏ်ပညာဖြစ်ပြီးတော့တချို့နေရာမှာဝိတက်လို့ခေါ်တဲ့အတွေးတွေသာဖြစ်တယ်ပေါ့ ဲ့တော့ဝီစီကိစ္စယုံမာတယ်ဆိုတာဖရာတရားတန်ခါရဲ့ကံကံရဲ့အကျိုးရဲ့ဒီအပေါ်ဒီမှာယုံမာမှုကိုဆိုလိုတယ်ခြေဘဝနတ်ဘဝတွေနဲ့ပတ်သက်ပြီးယုံမာမှုတွေကိုဆိုလိုတယ်ပရိစ္ဆာသမုပ္ပါဒ်လို့ခေါ်တဲ့အကြောင်းကျိုးဆက်နွယ်မှုတွေအပေါ်မှာယုံမာမှုတွေကိုဆိုလိုတယ်အဲ့ဒါဝီစီကိစ္စအစပဲကျန်တဲ့တဲ့ကကိုဘဟုတုဒ္ဒမပြေဝါလို့မပြေဆုံးတဲ့အတွက်ကြောင့်ဟုတ်ဤမဟုတ်ဤတန်တရားဖြစ်နေတာအဲ့ဒါကဝီစီကိစ္စမဟုတ်တော့ဘူးဝိတက်အတွေးတွေခေါ်တယ်တချို့နေရာမှာဉာဏ်ပညာခေါ်တယ်ပေါ့ ။အဲဒါကဝီဇိကိစ္စအတုနဲ့အစစ်ကိုခွဲခြားသိဖို့ပေါ့နော်။အဲ့တော့ဒီဝီဇိကိစ္စဆိုတာကောင်းသလားဆိုတော့မကောင်းဘူးပေါ့။အဲ့တော့ဒီလိုယုံမှန်တန်တရားတွေဖြစ်လာတဲ့အခါခုနကပြောသလိုဒီယုံမှန်မှုတွေကအင်အားကြီးလာခဲ့ရင်မိစ္ဆာဒိဋ္ဌိဖြစ်ကိုပြောင်းသွားတယ်။အိုးနောက်ဘဝဆိုတာရှိမနေပါဘူးကွာ။မိစ္ဆာဒိဋ္ဌိဘက်ကိုပြောင်းသွားတယ်။မကောင်းတာလှုပ်လဲမကောင်းကျိုးရမနေပါဘူး။ လိုချင်တာလုပ်သူများဥစ္စာကိုခိုးချင်တယ်လားစဉ်းစားမနေနဲ့ခိုးတာခိုးဘာမှမဖြစ်ဘူးသူများတက်ကိုတက်ချင်တယ်လားတက်နောက်ဘုရားဆိုတာမရှိဘူးနော်အဲ့တော့တက်ချင်တဲ့တက်ခိုးချင်တဲ့ခိုးသူများသားမယားဆော်ကားချင်တဲ့ဆော်ကားနောက်ဘုရားဆိုတာရှိဘူးအဲ့တော့ဝိဇိကိစ္စကနေမိစ္ဆာဒိဋ္ဌိအဖြစ်ကိုပြောင်းသွားပြီးတော့ဒုစရိုက်တွေကိုလွန်ကျူးဖို့အတွက်ရဲတင်းသွားတယ်ပေါ့နောက်ဘုရားရှိတယ်လို့လက်ခံထားရင်မကောင်းမှုတွေကိုလုပ်ဖို့တွန့်ဆုံနေတယ် နော်ခိုးကြရင်တော့မှနောက်ဘဝခံရမှာဆိုတဲ့အတွေ့အကြုံရှိနေတော့မခိုးရဲဘူးသူတော်ဘက်ကိုတက်ချင်တယ်ဆိုရင်တော့အိုးနောက်ဘဝရှိရင်ဝတ်လဲအောင်မှာဆိုတော့အဲ့ဒီအတွေ့အကြုံကြောင့်တက်ချင်တဲ့ဒေါသစိတ်ဖြစ်နေတော့မှမတက်ဖြစ်ဘူးအကယ်၍သာနောက်ဘဝရှိမနေဘူးကွာဘာမှမဖြစ်ဘူးဆိုရင်တော့စဉ်းစားနှခါစဉ်းစားကြရမလို့တက်ချင်တာတက်ခိုးချင်တာခိုးဒီလိုဖြစ်သွားတယ်အဲ့တော့ဒီဝီစီကိစ္စတို့ဒိဋ္ဌိတို့ဟာ မကောင်းမှုအကုသိုလ်တွေကိုရဲရဲတင်းတင်းလုပ်ဖို့အတွက်ကိုတွန်းအားပေးနေတဲ့တရားတွေဖြစ်တယ်ပေါ့။ဒါကြောင့်သူ့ကိုအကုသိုလ်တရားစုထဲမှာထည့်သွင်းဟောကြားထားခြင်းဖြစ်တယ်။အဲ့တော့လောကကြီးကိုဒုက္ခတွေပေးနေတာဘယ်သူမှမဟုတ်ဘူး။ဒီအကုသိုလ်တရားစုတွေဖြစ်တယ်။တတဝါတွေအသွင်းမှာရှယ်လန်နေတဲ့ဒီမကောင်းစုမကောင်းမှုတရားတွေဖြစ်တယ်။နော်။ဒီလောဘတို့ဒေါသတို့အိတ်တာမစ္စရိယတို့မေမာနတို့ဝိဇိကိစ္စတို့ဒိဋ္ဌိတို့ ဒါတွေကတတ္တဝါတွေကိုချဲလဲနေတာကဘာကြီးကိုဆင်းရဲအောင်ဒုက္ခရောက်အောင် လုပ်နေတာဘသူမှမဟုတ်ဘူးဒီတတ္တဝါတွေအတိအသေးရဲ့တန်တန်မှာကိန်းအောင်နေတဲ့အကုသိုလ်တရားတွေဖြစ်တယ်ပေါ့အဲကြောင့်ငြိမ်းချမ်းခြင်းလဲဆိုရင်မလုပ်ရမလဲမေးမင်းကိုစီကိုစီကိုတန်တန်မှာရှိတဲ့အကုသိုလ်တွေကိုငြိမ်းသက်ရမှာဖြစ်တယ်ငြိမ်းသက်ရမှာဖြစ်တယ်အဲကြောင့်ဥပဇင်းတို့ဒီစတော့ရှင်တောင်မြို့မာဂန္ဓံစေတော်ဘုရားကြီးကဘာစုတောင်းတယ်လဲဆိုတော့အခုလိုနော် ျမ်းစာတွေရေးသားရတဲ့ကုသိုလ်ကောင်းမှုကြောင့်လူပုဂ္ဂိုလ်တွေအသိဉာဏ်ရအောင် ဟောပြောရေးသားရတဲ့ကုသိုလ်ကောင်းမှုကြောင့်မိမိတန်တန်မှာအကုသိုလ်တရားတွေနှဲပါတဲ့နှဲပါပါစေလို့နံပါတ်၁ဆုတောင်းတယ်နော်မိမိတန်တန်မှာအကုသိုလ်တွေနှဲတဲ့နှဲပါစေငြိမ်းချမ်းချင်တာကိုနော်ငြိမ်းချမ်းချင်တော့အပူဆုမတောင်းနဲ့ကိုယ်တန်တန်မှာအကုသိုလ်တွေငြိမ်းဖို့သာဆုတောင်းတကယ်အေးချမ်းတယ်ပေါ့ အကုသိုလ်တွေရှိလို့ပူလောင်နေတာဖြစ်တယ်။ဒါတကယ်ငိမ့်ချမ်းရေးအစ်စ်ကအကုသိုလ်တွေကိုဖယ်ရှားမှာဖြစ်မယ်။အဲကြောင့်ဆရာတော်ဘုရားကြီးကဤကုသိုလ်ကောင်းမှုကြောင့်မိမိတန်တမ်းမှာအကုသိုလ်တရားတွေနည်းတဲ့နည်းပါစေ။နောက်နံပါတ်1ဆက်ပြီးဆုတောင်းတာကမိမိနဲ့ပတ်သက်တဲ့ပုံကိုယ်တွေမိမိပတ်ဝန်းကျင်ကပုံကိုယ်တွေလည်းပဲအကုသိုလ်တွေနည်းပါပြီးတော့စိတ်ကောင်းရှိတဲ့ပုံကိုယ်တွေဖြစ်ပါစေ။ဟုတ်တယ်နိ ကိုတန်တန်မှာအကုသို့နဲမယုံနဲ့မပြီးဘူးကိုပဝင်းကျင်ကပုံကိုယ်တွေလည်းအေးချမ်းမှုလိုတယ်ကိုငန့်တော့တက်နိုင်တယ်များအကုသို့တွေကိုကင်းအောင်ကြိုးစားနေပြီမဲ့ပဝင်းကျင်ကအလွန်ရုံမာတဲ့ပုံကိုယ်တွေဝိုင်းညံနေတယ်ဆိုရင်ငင်းချမ်းမှုမလွယ်ဘူးလေကိုနားမှာရှိတဲ့ပုံကိုယ်တွေကစိတ်ပုတ်စိတ်ယုတ်တဲ့ရှိတဲ့ပုံကိုယ်တွေဖြစ်နေမယ်ကိုနားမှာရှိတဲ့ပုံကိုယ်တွေကအလွန်ရုံမာတဲ့ပုံကိုယ်တွေဖြစ်နေမယ်ဆိုရင်ဘလို့လို့အေးချမ်းမတော့ပြောင်းစီတော်ဘုရားကြီးက မိမိတန်တန်မှာလည်းအကုသိုလ်တွေနေတဲ့နေပါစေမိမိနဲ့ဆက်နွယ်ပတ်သက်နေတဲ့ပုဂ္ဂိုလ်တွေလည်းအကုသိုလ်တွေကင်းကျင်းကြပါစေလို့ဆရာတော်ကြီးကဆုတောင်းပြုတယ်။ဒါကြောင့်ဦးဇင်းတို့ကဘာကြီးငင်းချမ်းစေခြင်းနဲ့ကိုယ်နိုင်ငံငင်းချမ်းစေခြင်းနဲ့ကိုယ့်အရက်ကိုယ့်ဒေသကိုယ့်ပတ်ဝန်းကျင်ငင်းချမ်းစေခြင်းနဲ့ဆိုရင်မိမိကစပြီးတော့အကုန်လုံးမိမိတန်တန်မှာကိန်းအောင်နေတဲ့အကုသိုလ်တရားတွေကိုနီလန်းအမျိုးမျိုးနဲ့ဖယ်ရှားရမှာပယ်တတ်ကြရမှာဖြစ်တဲ့ပေါ့။နော်ဒါကြောင့်ဒီနေ့အလို့ရှင်များနေတကွာဓမ္မမိတ်ဆွေများအားလုံး တတဝါတွေကိုဒုက္ခပေးနေတဲ့တရားစုများဖြစ်တဲ့အကုသိုလ်တရားတွေကိုမြတ်စွာဘုရားဟောကြားခဲ့တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေနဲ့ဆွမ်းနိုင်ရာဖယ်ရှားကြပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းပဲလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစဉ်ကိုစဉ်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓု တဲ့အလိုရည်စကြအမြဝေရအောင်ရည်စကွက်တစ်ခါတည်းကပြီးလိုက်စောကြ အရှင်ဘုရားအရှင်ဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ဒီမဟာဝိဟာရအကြောင်းတိုက်၌ဒီမဟာဝိဟာရအကြောင်းတိုက်၌တရင်သုံးတော်မူကြကုန်သောတရင်သုံးတော်မူကြကုန်သောစာချစာသင်စာချစာသင်တန်ဃာတော်အရှင်သူမြတ်တို့အားတန်ဃာတော်အရှင်သူမြတ်တို့အားချမ်းချမ်းသာသာချမ်းချမ်းသာသာပရိယပฏิပတ်ပရိယပရိပတ်အာထုံနိုင်ရန်အတွက်အာထုံနိုင်ရန်အတွက်တန်ဃာတော်တို့နှင့်တန်ဃာတော်တို့နှင့်အဆက်သောအဆက်သောပစ္စည်းလေးပါအလှူ ပစ္စည်းလေးပါအလူမုံမြတ်သောမုံမြတ်သောခဲွယ်ဘောဇဉ်အလူတို့ကိုခဲွယ်ဘောဇဉ်အလူတို့ကိုယိုသေးစွာယိုသေးစွာလူတန်းကြပါကုန်၏လူတန်းကြပါကုန်၏အရှင်ဖရာအရှင်ဖရာဒီကုသိုလ်ကောင်းမှုသည်ဒီကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းထောက်ပံ့ကောင်းသည်ထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာဖြစ်ပါစေသာအရှင်ဖရာအရှင်ဖရာဒီကုသိုလ်ဤဒီကုသိုလ်ဤဘောဘာကကိုဘောဘာကကိုမိဘဆရာမိဘဆရာတန ံဃာတော်အပေါင်းသံဃာတော်အပေါင်းကာယကံတာဤကမ္မအပေါင်းကာယကံတာဤကမ္မအပေါင်းနတ်အပေါင်းနှင့်တကွနတ်အပေါင်းနှင့်တကွတတဝဟုသမ ्या တို့အားတတဝဟုသမ ्या တို့အားအမြာပေးဝေကြပါကုန်၏အမြာပေးဝေကြပါကုန်၏အမြာရကြ၍အမြာရရ၍ချမ်းမာကြသည်ချမ်းမာကြသည်ချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေတော့ဖြစ်ကြပါစေတော့အာလုံးကြာကြသမ ्या အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြသမြအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြသမြ